Thank you. ရမ်းပင်ကတော့အပူကြိုက်သီးနှံဖြစ်ပြီးတော့နှစ်ရှည်ပင်လည်းဖြစ်ပါတယ်။ဒါပေမဲ့နှစ်ချင်းစိုက်ပြူပြီးလည်းစားသုံးနိုင်ပါတယ်။အသီးကိုသာစားရတဲ့အပင်မျိုးဖြစ်ပါတယ်။အပင်ရဲ့အမြင့်ကတော့တပေကနေ၃ပေအထိမြင့်ပြီးတော့အပင်ရဲ့အကျယ်ကတော့တပေကနေ၂ပေအထိကျယ်ပါတယ်။ခရမ်းပင်ကိုတော့အိန္ဒိယနိုင်ငံမှာအစတင်ခဲ့ပေမဲ့အခုခါမှာဆိုရင်တော့တစ်ကမ္ဘာလုံးစားသုံးလာတဲ့သီးနှံတစ်ခုဖြစ်နေပါပြီ။ ဂျပန်မျိုးတာကီမျိုးအီတလီမျိုးစသဖြင့်မျိုးပေါင်းများစွာပေါ်ထွက်လာပါတယ်။ခရမ်းသီးကိုအချို့ကတော့အချစ်ပန်းသီးဥယင်ဥဩဘာချင်းဆင်းရဲသားဤဘီယာငါစသဖြင့်အမျိုးမျိုးမှဲ့ခေါ်ကြပါတယ်။ခရမ်းသီးကတော့အခွန်ကချုံးမွေပြီးဟီသီးဟီးရွက်အသားငါးတို့နဲ့လဲတွဲဖက်ချက်ပြုတ်စားသုံးနိုင်ပါတယ်။အဖြူရောင်အစိမ့်ရောင်ခရမ်းရောင်လိမ္မော်ရောင်အစင်ညာစတဲ့အရာအမျိုးမျိုးနဲ့ဘဲဥပုံး အလုံးပုံစံအလုံးသေးရှင်နဲ့အလုံးကြီးစသဖြင့်ပုံစံအမျိုးမျိုးရှိပါတယ်။အလုံးသေးသေးနဲ့ရှည်ရှည်မျောမျောအသီးတွေကတော့အာရှနဲ့အီတလီမျိုးတွေဖြစ်ပြီးတော့အထွက်နှုံးကောင်းမွန်ခြင်းစိုက်ပျိုးရတာလွယ်ကူခြင်းတို့ကြောင့်ထင်ရှားလာပါတယ်။ခရမ်းပင်ကိုစိုက်ပျိုးတော့မယ်ဆိုရင်တော့မြေခွက်ကိုညက်နေအောင်ထွန်ရက်ပြီးခရမ်းစိုက်ပောင်းတွေကိုဖော်ပေးရပါတယ်။ခရမ်းစိုက်ပောင်းတွေရဲ့အပေါ်ကနေပြီးတော့မြေဩဇာဖြစ်တဲ့နွားချေတက်ချေတို့ကို တက်လက်မှဒါမှမဟုတ်ရင်နှစ်လက်မှကန့်ဖြူပေးရပါတယ်ခရမ်းကိုစိုက်ပြိုးတဲ့အခါမှာတော့မျိုးစိတ်ကိုအပင်ဖောက်ပြီးအပင်ပေါက်ကိုစိုက်ပြိုးခြင်းနဲ့မျိုးစိတ်ကိုတိုက်ရိုက်ချပြီးစိုက်ပြိုးခြင်းဆိုပြီးနှစ်မျိုးစိုက်ပြိုးနိုင်ပါတယ်။အီးတဲ့နေရာဒေသတွေမှာဆိုရင်တော့ခရမ်းစိုက်ပေါင်းတွေကိုနှစ်ပတ်ခန့်ကြိုပြီးတော့ပလတ်စတစ်အနက်ရောင်နဲ့အုပ်ထားတင်ပါတယ်။ တပင်နဲ့တပင်ကိုတော့18လက်မကနေပြီး24လက်မချပြီးစိုက်ပြိုးပေးရမှာပါခရမ်းမင်ကတော့အစိုးတက်နဲ့အပူချိန်ကိုကြိုက်နှစ်တက်ပါတယ်ဒါကြောင့်ရေကိုလည်းတက်နေကိုတစ်ချိန်ဒါမှမဟုတ်ရင်နှစ်ချိန်လောင်းပေးရန်လိုအပ်ပါတယ်ပေါင်းမြတ်တွေကိုလည်းရှင်းလင်းပေးရမှာပါမျိုးပင်ပေါင်းများကိုစိုက်ပျိုးပြီးရပ်ပေါင်း60ကနေ90အထိမှာခရမ်းသီးများကိုခိုးစွန့်နိုင်မှာဖြစ်ပါတယ်။ အသီးကိုစုခူးရမှာလဲအသီးကောင်းပေါ်ကအုပ်အုပ်ကလေးကိုမထိကြိုက်စေပဲအညာပါအောင် ဖြတ်ယူရမှာပါအသီးကတော့အပြင်ဘက်ကကျမ်းပေမဲ့အသားကနူးညံ့တဲ့အတွက်ကြောင့်အသားအရာခိုင်တွယ်ဖို့တော့လိုအပ်ပါတယ်ခရမ်းမင်မှာတော့ခေါင်းညှို့ထိုးပိုးနဲ့သီးလုံးဖောက်ပိုးစတာတွေကြာရောက်နိုင်တဲ့အတွက်ကြောင့်သီးလုံးပြန့်ပိုးသက်စေးနဲ့ကာကွယ်နှိမ်နှင်းနိုင်ပါတယ်ဒါအပြင် ခရမ်းကျင်နဲ့အာလူးသီးတို့မှာကြာရောက်တတ်တဲ့ယောဂပိုးတွေကိုလည်းကြာရောက်နိုင်ပါတယ်။ယောဂပိုးကိုကာကွယ်ရန်ခရမ်းကင်းကိုတော့၃နှစ်တစ်ချိန်ပြောင်းရွှေ့စိုက်ပျိုးသင့်ပါတယ်။အာလူးခရမ်းကျင်ငရုတ်စတဲ့မိသားစုဝင်သီးနှံတွေစိုက်ပျိုးထားတဲ့မြေခွက်တွေကိုတော့ခရမ်းစိုက်ပျိုးခြင်းမပြုတာဟာအကောင်ဆုံးပဲဖြစ်ပါတယ်။ခရမ်းကိုစိုက်ပျိုးနေသူတူကိုလည်းခရမ်းပင်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့အခုလိုမေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကတော့လက်ရှိခရံနှမျိုးစိုက်ထားပါတယ်ဗျာဒါကတော့ကျွန်တော်ခုလက်ရှိစိုက်တာတော့ထောဘက်ပေါ့ပိုဘက်တချံတော့ကျွန်တော်အညိုရောင်ပတိသာခရံပါခင်ဗျာခရံကတော့ကျွန်တော်တို့ဒီဒီထောဘက်ခရံကတော့ကျွန်တော်တို့ပြိုးပင်ကိုအရင်ဆုံးလောရပါတယ်ဗျာပြိုးပြီးမှကျွန်တော်ဒါစိုက်ရတာပါခင်ဗျာတလားကွယ်နှစ်လလောက်ဆိုရင်ကျွန်တော်ဒါစခူးရပါတယ်ဗျာပတိသာကြတော့ကျွန်တော်တို့ပတိသာကြတော့ကျွန်တော်ပြိုးပြီးတော့ကျွန်တော်ပြိုးတော့ကိုမထုတ်ဖက်နဲ့ပြိုးပင်မှာကျွန်တော်ကောက်စိုက်လိုက်တာပါခင်ဗျာခရံကတော့ကိုပြူးစုရတဲ့နေရာတော့အတူတူပါပဲကွာချားချက်ကတော့မရှိပါဘူးခင်ဗျာဟိုပတိသာဆိုတာကတော့ကျွန်တော်တို့စားဖို့ တို့စားတဲ့မျိုးပေါ့ဒီကောင်းတွေကတော့ဘယ်လိုပြောလဲချို့ဖုတ်လဲစားကြပါလေအဲ့လိုပါရောင်းနှန်းဝင်ပေါ့ကျွန်တော်တို့ဆိုရင်ဒီခရမ်းဒီဒီလိုဖြစ်အောင်ဆိုဆေးဆေးစားဆိုရင်ဆေးဆိုရင်ကျွန်တော်တို့၄ရက်ချာတစ်ခါဖြန်းရပါတယ်ခရမ်းဘိုးအရန်ကြိုက်တာခင်ဆေးကို၄ရက်ချာတစ်ခါဖြန်းရတယ်ကျွန်တော်တို့9ရက်တစ်ခါခူးတယ်ခူးပြီးရတယ်ကျွန်တော်ပလဲပေါက်ပြီးရပါတယ်အသီးလုံးလောက်အောင်ရောကာလာလောက်အောင်လောက်ပြီးရပါတယ်တင်ဖို့ရောင်းချာတော့ကျွန်တော်ဒီမှာဖောက်တယ်ပဲပြီးရတာပါခင်ဗျအဲခရမ်းကတော့ကျွန်တော်လွယ်ပဲခင်ဗျအလုံးလောက်ရတာ ရောင်းဝယ်ပိုင်းလဲကျွန်တော်တို့ဈေးနှုန်းကတော့ဒီနေ့ဆိုကောင်းပါတယ်အရင်နေ့တည်းကတော့တိတ်မကောင်းကြဘူးဗျကျွန်တော်တို့ပထမဆုံးတော့ဘောင်ကိုအရင်ဆုံးလောက်ရပါတယ်ခင်ဗျဘောင်ဘောင်လောက်တယ်ဆိုတော့ကျွန်တော်ဘောင်ပေါက်တယ်ပေါက်ပြီးမြေဆွေးတွေထည့်ရပါတယ်မြက်တွေပါရှက်တယ်ထည့်ပြီးမှအဲ့ပေါ်မှာဘောင်ပြန်လောက်ရပါတယ်ခင်ဗျဘောင်ဘောင်လောက်ပြီးရတဲ့ကျွန်တော်တို့ဆယ်ရက်လောက်ထိကျွန်တော်မြေကိုလက်ထားပါတယ်ခင်ဗျအဲ့မှာကြက်ချီးလေးပိုင်းနဲ့ကျွန်တော်လောက်ထားရပါတယ်အဲ့လောက်ပြီးမှကျွန်တော်တို့ပြိုးထားတဲ့ပြိုးထုတ်တဲ့ခရမ်းမြေကိုကျွန်တော်စိုက်ရပါတယ်ခင်ဗျစိုက်ပြီးကျွန်တော်တို့15ရက်လောက်ရှိရင်ကျွန်တော်တို့အစာနုဆိုတာပြန်ကျွေးရပါတယ်အဲ့ ချက်ကြီးလေးပါလေးပြန် white ကျွေးရပါသေးတယ်ဗျအဲကျွေးပြီးမှကျွန်တော်ဆေးပါညာလိုက်ရပါသေးတယ်ဟိုကျွန်တော်နှစ်လလောက်နှစ်လနှစ်လအပွင့်လိုက်တဲ့အပွင့်လိုက်တဲ့ချိန်ထိကျွန်တော်တို့ကအပွင့်လိုက်တဲ့ချိန်ဆိုရင်အပွင့်ပွင့်ပြီဆိုရင်လည်းကျွန်တော်ဆေးပတ်ပေးရပါတယ်အတီးတီးတဲ့ချိန်ကျတော့ကျွန်တော်အားသေးတွေပါပြီးဖြန်းပေးရပါတယ်ခြေကတော့ကျွန်တော်တို့တနေ့ဟိုတစ်ခါလောင်းပါတယ်ဗျအသေးအောင်တောက်ပါချိန်မှာခရမ်းတီကိုစားသုံးရန်အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ အယောင်မှိုင်းသွားပြီဆိုရင်တော့အသီးအရင်လုံပြီးစားသုံးရန် ကောင်းတော့မှာမဟုတ်ပါဘူးအသီးမြောက်ကို ပုံမှန်ခူးပေးခြင်းအဖြစ်လဲအသီးထွန်းနှုံးကိုကောင်းမွန်စေပါတယ်ခရမ်းသီးမှာအာဟာရဓာတ်များများစွာ ပါဝင်ပါတယ်ခရမ်းသီး100ဂရမ်မှာပါဝင်တဲ့အာဟာရဓာတ်တွေကတော့အဆိုဓာတ်62.8ဂရမ်ပရိုတင်း1.4ဂရမ်အဆီဓာတ်3.3ဂရမ်အခြားဓာတ်3.3ဂရမ်နဲ့ အမြင့်ဓာတ်ကယ်လိုရီမက်ဂနီဆီယမ်ဗီတာမင် A ဗီတာမင် C စတဲ့အာဟာရဓာတ်များစွာပါဝင်ပါတယ်ကုံသိန်းရောင်းချနေသူများကိုလည်းခရမ်းသီးဈေးကွက်နဲ့ပတ်သက်ပြီးတော့အခုလိုမေးမြန်းပြစ်ခဲ့ပါတယ်။အခုဆိုလို့ရှိရင်အမားတို့ဈေးအမားဆိုရင်ဘယ်လိုသိနိုင်လို့ရောင်းလာလဲမသိဘူး။ ။ဘိုးသားလိုဥနာအစုံပေါ့နော်မအဲ့လိုရောင်း။ဟုတ်ပါဘူး။ခင်ဗျားကရောမခေရတီမှာရောင်းတာလဲ။ခင်ဗျားကရာသီဆုံးရောင်းတယ်။ဒါပေမဲ့ပေါ်လာတော့ဒီလိုချိန်မဲ့ပေါ်။ဈေးနေလုံးချင်ရပဲချင်းဖြစ်ပြီးတော့ဈေးနေလုံးချင်ရပဲချင်းတော့ဖြစ်တယ်။ဈေးမြေဆောင်ကຫນွေပိုင်းပဲဖြစ်တယ်ຫນွေပိုင်း။ဟုတ်။ຫນွေပိုင်းမှာဈေးကြီးဆုံးဆိုတော့လေးမှာຫນွေပိုင်းမှာဈေးကြီးရဲ့ခုဒီမှာပေါ်ရည်ပေါ့နော်။အဲ့တုန်းကဈေးနဲ့ကွာခြားချက်လေးရအောင်မှာ။အချက်ထောက်ဝလောက်ကဲ။ခု60ဆိုဟိုမှာ120အဲ့လိုလောက်ကွာ။ ယူရအောင်မအားလို့နေနေဘယ်ကနေယူလဲယူရတဲ့ဈေးနဲ့ဒီမှာရောင်းချရစပြန်ပြီးတော့ညီမမျိုးတွေရှိလာမှာညီမပါညီမနဲ့ဝေးရဟိုးဝေးပဲသွားရဘယ်တော့6ခုသွားအထီသွားရပါတယ်ဒီမှာဈေးမှာယူရပါဘောအမအားလို့နေနေဟိုရောင်းဝယ်လိုရတဲ့နေရာမှာဘယ်လိုခက်ခဲရှိနေသေးလဲမှာခတ်တော့ခက်ခဲပါသွားလာလာဝေးရပဲရှိတယ်မခက်ခဲဟုတ်ကဲ့ဆက်ကြည့်ကြရအောင်ပါဟုတ်ကဲ့ပါ ပြီးတော့ဗောနော်ကိုရောင်းချလာပြပြအောင်မိမငါးစရာနေယူတာပါအဲကြောင့်ဒီကိုရေရော်လေးလာရောက်တာဒီအားကြလုံးကောင်ဝယ်ရလေဒီအစိမ့်တည်းအကြဒေါမတည်းပိတ်တာချင်းနဲ့ဝယ်ရတပိတ်တာကို၈၀၀ဟိုအားကြတလုံးကို၁၀၀ဝယ်ရဟုတ်ပြန်ပြန်လေရောင်းချတဲ့ခါမှာမော်မော်ရယ်နဲ့ဟိုဈေးလုံးကြီးများမှုရှိလာဗောနော်ဒီလိုဗောစစ်တော်စစ်တာဗောညီမရယ်မားတို့အားရ၂၀၀သုံးလုံးကခေါ်တယ်နှလုံးသုံးအောင်ဆိုညီမတို့ပေးရတယ်လေးလုံးကဆိုရင်ပေးလိုက်ရတာဗောမလွတ်တမ်းရောင်းပြတရားကြတော့ရင်းနှီးဆိုကြတော့တကယ်ပြီးတဲ့အမြတ်တွေ့ကြတော့ပေးရတာဗော ပထမအစိုးရမိမသားရာစိတ်ကနေမပေးနိုင်ဘူးညီမရတယ်ပေါ့အခုဒီစောင်းတော့မှာဆိုခရမ်းကြီးကပေါ်ဆုံးမယ်။နွေပိုင်းဆိုရှားတယ်ပိုးလည်းများတယ်လို့။ခုနကပြန်ပါတော့။ပေါ်လာလားဒီလိုဒီလိုချိန်ဆိုတော့ဒီချိန်မှာပေါ်တာ။ဒီချိန်မှာရောင်းရတယ်ရောင်းရတယ်ဟိုရှားချိန်မှာရောင်းရရောင်းအောင်ပတ်ချောင်းရှိလားမလား။ဟိုချောင်းမှုဆိုဟိုချင်းရတော့ ဟိုကရှားတော့ကြာရောင်းရတာရောင်းသွတ်တယ်ပေါ့နော်အရောင်းသွတ်ပြီးတော့ဈေးကြီးတော့နည်းနည်းအမြန်နေတယ်ပိုးများကြာကိုကရှုံးတော့ဒီချိန်မှဆိုတော့ပေါ်တော့ပေါ်တယ်ရောင်းရကြာဟိုရှားတဲ့ချိန်တော့ရောင်းမသွတ်ဘူးပေါ့ဈေးကြာနည်းနည်းလေးဝယ်ရတာချိုးတယ်ပေါ့အဲ့လို